ရွှေတောင်စားမှာမြန်မာငွေဘီလီယံချီတန်နန်းတော်ကြီးကိုပိုင်ဆိုင်ထားတဲ့ပြည်သူ့နဲ့အင်ထရာကျော်စင်တို့ရဲ့စီးပွားရေးပိုင်ဆိုင်မှုများပြည်သူများအားလုံးမင်္ဂလာပါရှင် ပရိသတ်တွေကြားမှာဒီရက်ပိုင်းအတွင်းအရန်ကိုရေပန်စားပြီးတော့လူပြောများဆုံးဖြစ်နေတဲ့ဗီဒီယိုဖိုင်တစ်ခုကိုအားလုံးပဲတွေ့မိကြမယ်လို့ထင်ပါတယ်။အဲ့ဒါကတော့တခြားဟာမဟုတ်ပါဘူး။ကျမတို့အားလုံးရဲ့အချစ်တော်နိုင်ငံကျော်မင်းသားပြည်တည်ဦးနဲ့ထိတ်တန်းမင်းသမီးကျော်အင်ဒရာကျော်စင်တို့ရဲ့အဖြူရောင်ရေတိုက်ကြီးနန်းတော်ကြီးတို့ကိုလိုခန်းသားထည့်ထားတဲ့သူတို့ရဲ့စံအိမ်ကြီးဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်ပြန့်နှံ့လာပြီးတဲ့နောက်မှာမြင်လိုက်ရတဲ့ပရိသတ်တိုင်းကမယုံနိုင်စရာအယောင်မင်တန်မှုတွေနဲ့ပါဇက်အဟောင်းသားဖြစ်ခဲ့တာပါ။ဟုတ်ပါတယ်။သူတို့ဟာမြန်မာနိုင်ငံ ံရဲ့အထိတ်အန်းလူပညာရှင်တွေဖြစ်လို့ကြွယ်ဝချမ်းသာကြမယ်ဆိုတာတော့အားလုံးကသိထားပြီးသားပါဒါပေမဲ့ဒီလောက်ထိကြီးကျယ်ခမ်းနားတဲ့နန်းတော်သမားဆန်အင်ကြီးကိုပိုင်ဆိုင်ထားလိမ့်မယ်လို့တော့ဘယ်သူမှထင်မှတ်မထားခဲ့ပါဘူးအထူးသဖြင့်တော့ဒီအင်ကြီးတရှိနေတဲ့နေရာကပုံပြီးတော့အံ့ဩစရာကောင်းပါတယ်။အဲ့ဒါကတော့ရန်ကုန်မြို့ရဲ့အထက်တန်းလွှာရပ်ကွက်ဖြစ်တဲ့ရွှေတောင်ကြားမှာတရှိနေတာပါ။ရွှေတောင်ကျောင်းဆိုတာဘလို့နေရာမျိုးလဲဆိုတာရန်ကုန်မြို့အကြောင်းသိရတဲ့သူတိုင်းနားလည်ပါရယ်ရိုးရိုးရှင်းရှင်းပြောရရင်မြန်မာနိုင်ငံရဲ့ဘာဗလီဟဲပါပဲ ဒီနေရာမှာ KSS မြန်မာနိုင်ငံရဲ့အထိတ်အကန့်ချမ်းသာဆုံးပုံကိုယ်တွေအာနာရှိလုပ်ငန်းရှင်ကြီးတွေမျိုးရိုးစင်ဆက်သကြွယ်ကြီးတွေပဲနေထိုင်နေတဲ့နေရာဖြစ်ပါတယ်။တာမန်တတိတယောက်တောင်မှအိမ်တလုံးပိုင်ဆိုင်ဖို့စိတ်ကူးတဲ့တောင်မထည့်ရတဲ့နေရာပါ။မြေစေးအိမ်စေးတွေဟာတာမန်လူတွေအတွက်တော့နားနေမဆက်အောင်ကိုကြီးမြင့်ပြီးတော့ဘီလီယံနာအဆင့်ထိတ်အကန့်တတိကြီးတွေမှသာခြေချနိုင်တဲ့နေရာတစ်ခုပါ။ ဒီလိုမျိုးအိမ်မက်ထဲမှာတောင်မထင်ရင်လောက်အောင်တန်ဖိုးကြီးရဲ့နေရာမှာကျမတို့အားလုံးချစ်ကြတဲ့အနုပညာရှင်နှစ်ဦးဖြစ်တဲ့ပြည်တီဦးနဲ့ဦးဝဲတို့ကဥရောပကခေတ်သစ်ရဲတိုက်ကြီးတခုလိုခန်းထားတဲ့စံအိမ်ကြီးကိုပိုင်ဆိုင်ထားပါတယ်။အဖြူရောင်တောက်တောက်နဲ့ကြီးကျယ်ခန်းထားတဲ့ပြီးသူကလည်းရောင်ကျေပြောလာတဲ့ခြံဝင်းကြီးနဲ့အဝေးကကြီးရင်တောင်နန်းတော်ကြီးတခုလိုထဲပါနေပုံကမြင်ရတဲ့သူတိုင်းကိုငြိမ်မောစေခဲ့ပါတယ်။ဒီနေရာမှာမိကုန်းနဲ့အများကြီးရှိပါတယ်။နုပညာကြီးတသက်နဲ့ရောဒီလိုအခြေအနေမျိုးကဖြစ်နိုင်ပါမလား။ဒီလောက်ကြီးမားတဲ့ပိုင်ဆိုင်မှုကို ူတို့ဘလို့တီဆောင်နိုင်ခဲ့ရလဲဒီအဖြေကတော့ပရိသတ်တွေတိတ်မတိတိတဲ့သူတို့ရဲ့နောက်ွယ်ကကြီးမားတဲ့စီးပွားရေးအင်ပါယာကြီးကြောင့်ပဲဖြစ်ပါတယ်ပြည်သူဦးနဲ့ဦးဝဲတို့ဟာအနုပညာလောကမှာအောင်မြင်နေသလိုစီးပွားရေးလောကထဲကိုလည်းတိတ်တဆိတ်ဝင်ရောက်ပြီးတော့အလွန်အမင်းအောင်မြင်မှုရရှိနေကြတဲ့သူတွေပါ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာလူအများကြားမှအထင်ရှားဆုံးနဲ့အခိုင်အမာဆုံးသတင်းကတော့မြန်မာနိုင်ငံရဲ့ထိတ်တန်းဘဏ်ကြီးတစ်ခုဖြစ်တဲ့ EAWR ဘဏ်ရဲ့ရှယ်ယာအများဆုံးပိုင်ရှင်တွေထဲမှာပါဝင်နေပြီးတော့ရှယ်ယာတဝန်ဒီပေါက်ကိုတောင်ပိုင်ဆိုင်ထားတယ်ဆိုတဲ့သတင်းပါပဲ အရင်ကဒီတင်းကကောလဟာလအနေနဲ့သာထွက်ပေါ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဘန်ရဲ့အရေးကြီးအခန်းကဏ္ဍတွေမှာသူတို့ဇနီးမောင်နှံကအဓိကရှယ်ယာရှင်ကြီးတွေဖြစ်တရားဝင်တက်ရောက်ခဲ့ရာကြောင့်ဒီတင်းကအခိုင်အမာဖြစ်သွားခဲ့ပါတယ်။ဒါအပြင်တခြားသောလူတည်နေတဲ့ယင်းနှမြုံနယ်မှုတွေနဲ့စီးပွားရေးလုပ်ငန်းများစွာကိုလည်းပိုင်ဆိုင်ထားသေးရဲ့လို့အတွင်းလူတွေကဆိုကြပါတယ်။ဒါကြောင့်သူတို့ရဲ့ဒီလိုမျိုးမယုံနိုင်စရာကျွဲဝါချမ်းသာမှုတွေဟာအမှုပညာတစ်ခုတည်းကနေရရှိလာတာမဟုတ်ပေ။ထက်မြက်တဲ့စီးပွားရေးအမြင်နဲ့ကြီးမားတဲ့ယင်းနှမြုံနယ်မှုတွေရဲ့အတိ းပွင့်နေပဲဖြစ်တယ်ဆိုတာထင်ရှားပါတယ်။ပြည်သက်ကြီးတို့ရဲ့အဒီအကြောင်းကိုကြားရတဲ့အခါမှာသူတို့ရဲ့အောင်မြင်မှုကိုအားကြားမိလား။သူတို့ရဲ့နောက်ခွဲကအစီပိုင်းလုပ်ငန်းတွေအကြောင်းတခြားဘာတွေများသိထားတယ်လဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်နော်။ကျေးဇူးပေးခဲ့ကြတဲ့အတွက်ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။